ရန်သူကိုတိုက်ခိုက်ချိန်မုန်းခဲ့တဲ့စစ်စီရေးမှာဂုံရောင်ထွန်ပြောင်စွာ ကြာဆုံးခဲ့ရသောရဲဘော်ခွန်ဆိုင်ခေါ်ဘိုတောင်းရဲ့ဇာပနာအခမ်းအနား2025ခုနှစ်မေလ28ရက်နေ့မှာမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များနဲ့အတူ ရန်သူကိုတိုက်ခိုက်ချိန်မုန်းရင်းကျွန်တော်တို့ရန်နာဘုံတော်လိုက်တပ်ဖွဲ့မှဘိုကောမဒီဝင်ရဲဘော်ခွန်ဆိုင်ခေါ်ဘိုတောင်းမှာ ရန်သူလက်ချက်ဖြင့်မြင့်မြတ်စွာအသက်ပေးလူကြဆုံသွားခဲ့ရပါတယ်။အဖိနေခံလူတို့လွမြောက်ရေးအတွက်တိုက်ပွဲဝင်ကြဆုံခဲ့ရသောရဲဘော်ခွန်ဆိုင်ခေါ်ဘူတောင်းကိုရန်ရှင်လူပြည်သူအများနဲ့ကြံရည်သူရဲဘော်ရဲဘက်များက2025ခုနှစ်မေလ31ရက်နေ့မှာဇာပနာအခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီးဥညွတ်ဂုံပြုခဲ့ကြပါတယ်။ထို့သောဇာပနာအခမ်းအနားတွင် ကြဆုံသွားလိမ့်မည်ဖြစ်သောရေဘော consign ခေါ်ဘိုးတော်အားအလေးနဲ့ဥညွတ်အလေးပြုခြင်းတော်လိုင်းရင်မာမိတ်အတီးဒီမှဘေးပို့သောတဝင်းလွာများဖက်ချားခြင်းနဲ့ကျေးဇူးသူပြည်သူများမှဗန်းသူပန်းခွေချခြင်းတို့ကိုကျင့်ပပြုလုပ်ပေးခဲ့ကြပါတယ်ရေဘော consign ခေါ်ဘိုးတော်မှာနိုင်ငံရေးအရာတက်ကြွလှူချသူဖြစ်ခဲ့ပြီးလူမှုတပိတ်တိုက်ပွဲများကိုဦးဆောင်သူတဦးအဖြစ်ပါဝင်ကား ဆရာနာရှင်ကိုရေရဲဝံစန့်ကျင်တော်လန်ခဲ့သူဖြစ်ခဲ့ပါတယ်။ယခုကဲ့သို့လက်နက်ကိုင်တော်လန်ရေးဆင်နွှဲရာတွင်လည်းကျွန်တော်တို့ရနာဘုံတော်လန်ရေးတပ်ဖွဲ့၌ဘဟုကော်မတီဝင်တက်မှုအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ယခုကဲ့သို့ကြာဆုံးချိန်၌အသက်23နှစ်အရွယ်သာရှိသေးတော်လည်းအရွယ်နဲ့မမျှသောခေဝင်ကိုထမ်းကာဆရာနာရှင်စနစ်အမြင့်ပြည့်ရေးအတွက်တက်စွမ်းသမျှဂျိုးပန်းဆောင်ရွက်ခဲ့သူတယောက် ဖြစ်ခဲ့ပါတယ်။ရှင်တန်ကျိ၌လေးစားပွဲဖြစ်၍ကြာဆုံးချိန်၌လည်းဂုံရောင်ထွန်းပြောင်သောဘိုတောင်းဟာအသက်ရှိသည်၍ပြည်သူအကျိုးကိုထမ်းရွက်ခဲ့သူဖြစ်တယ်။ဆရာနာရှင်စနစ်ကိုယခုကဲ့သို့အသက်ပေးရသည့်အထီးတိုင်ဂျိုပန်တိုက်ထုတ်ခဲ့သည့်ကျွန်တော်တို့ယန္နာဘုံတော်လန်ရေးတပ်ဖွဲ့မှဘိုတောင်းရဲ့စိတ်ဓာတ်လောက်ခံတဲ့ရည်တီချက်များကိုစံနမူနာယူ၍ လက်နက်ကိုင်တော်လန်ရေးကိုတက်ဆွမ်းသမျှဂျိုးပန်းကဆက်လက်စင်နွေတိုက်ပွဲဝင်သွားမည်ဖြစ်ပါတယ်။ဘိုးတောင်ကြာဆုံးနေပြီ။သို့တော်ဘိုးတောင်မသိဘိုးတောင်ရာဇဝင်တွင်စီတည်းဘိုးတောင်နဲ့လူငယ်လေးတယောက်ရဲ့နာမည်ပါအသက်က23နှစ်ပဲရှိနေသေးတာရဲ့ပါ ဒီရက်သက်ရွယ်ငငယ်လေးနဲ့တံပိုးထားတဲ့တော်လိုင်းတာဝန်တွေကတော့ကြီးမားလွန်လာပါတယ်ဒီတာဝန်တွေကိုဘသူမှပခုံးနေပေါ်တင်မပေးရဲကိုယ်တိုင်ဝင်းရှူထမ်းကြရင်လေဦးတော်လိုင်းရဲ့လန်ခုလက်တွေမှာလူငယ်တွေဟာမကြဆုံးတင်မဲကြဆုံးနေကြရတာညာလာပါပြီဒီလိုကြဆုံးမှုတွေကိုကျွန်တော်တို့အားလုံးကလည်းဘယ်တော့မှမိမသွားကြဘူးလိုအပ်ပါတယ် ဒီလိုမေမသွားကြအောင်အတွက်လဲကျွန်တော်တို့ကိုယ်တိုင်ကလည်းမြို့တော်တိုင်းမှာကြာဆုံးသွားခဲ့ရတဲ့အညာတရသူရဲ့ကောင်းတွေကိုမှတ်တမ်းတင်ရင်တမိုင်းရဲ့စာမျက်နှာတွေမှာကပီးမော်ကွန်ရေးထိုးနေရတာလည်းဖြစ်ပါတယ်အမှန်တကယ်တမ်းပြောရရင်ဒီလိုလူငယ်တွေဟာကျောင်းစာသင်ခန်းတွေထဲမှာဒါမှမဟုတ်လူလူချိုးပြူရဲ့လုပ်ငန်းတွေထဲမှာနိုင်ငံတာဝန်တွေကိုတတောင့်တင်နေရနေထမ်းရွက်နေကြတဲ့သူတွေထဲမှာရှိနေရမှာပါဒါပေမဲ့ ခစ်ဆိုးစနစ်ဆိုးကပေးလိုက်တဲ့တမိုင်းပေးတာဝန်တွေကို လူငယ်တွေဟာရဲရဲဝံ့ဝံ့ထံပိုးကြရင်မြေဦးတော်လည်းရဲ့လန်းခုလက်ဒီမှာမြင့်မြတ်စွာ အသက်ပေးလူကြဆုံးနေခဲ့ကြတာဖြစ်ပါတယ်။တမိုင်းရဲ့လိုအပ်ချက်တွေအရခစ်ကတောင်းဆိုလာတဲ့အခါကျွန်တော်တို့အားလုံးဟာသူရဲကောင်းကိုသာ အလိုရှိကြပေမဲ့အာဇာနည်ဆိုတာကိုလည်းမလွဲမရှောင်သာလက်ခံလိုက်ရပါတယ်။ ဖက်စစ်အာဏာယူစစ်မိတ်စာတွေကြောင့်တံပိုးရှိတဲ့လူငယ်လေးတွေရဲ့အသက်ကိုဆုံးရှုံးနေရတာဟာကျွန်တော်တို့တိုင်းပြည်နဲ့ကျွန်တော်တို့အားလုံးအတွက်အင်မတန်ဝမ်းနည်းနာကျင်စရာကောင်းလွန်လာပါတယ်။ခေတ်အဆက်ဆက်ကလူငယ်တွေဟာအာဏာရှင်အဆက်ဆက်ကိုတော်လန်ကြရင်တော်လန်ရဲ့လမ်းခူးလက်တွေမှာမြင့်မြတ်စွာ အသက်ပေးလူကြဆုံးသွားခဲ့ရတဲ့အချိန်မှမှာတော့သူရဲ့ကောင်းအာဇာနည်တွေအဖြစ်ကျွန်တော်တို့အသက်ရှင်ကြံရစ်တဲ့လူတွေကကပီးမှတ်တမ်းတင်ထားပေးရမှာလေ ဖြစ်ပါတယ်။ဒီလူငယ်လေးတွေဟာဒိုင်းပြည်နဲ့ပြည်သူလူထုကိုဖက်စစ်စစ်ဖက်နက်အောက်ကနေယုံထွက်နိုင်ဖို့စ조사ကာကွယ်နေကြတဲ့လူငယ်လေးတွေပဲဖြစ်ပါတယ်။သူတို့ကြာဆုံးတော့ကျွန်တော်တို့ဟာဝမ်းနည်းနေုံနဲ့မပြီးပါဘူး။လေဦးတော်လိုင်းမှာနေ့အတိုင်းပါဝင်ပြီးဒီလိုတံပိုးရှိတဲ့လူငယ်လေးတွေထပ်မံမကြဆုံးဖို့အတွက်ကျွန်တော်တို့ဟာနေ့အတိုင်းတော်လိုင်းလုပ်နေရမှာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့မှတ်တမ်းတင်နေရခြင်းဟာလေတော်လန်ရေးဟာအလွယ်တကူနဲ့မအောင်ခဲ့ကြအောင်အောင်ပွဲတွေရဲ့နောက်မှာဘလောက်ထိပေးဆက်ခဲ့ရမှုတွေရှိခဲ့ကြအောင်နောင်သာနောင်သားတွေနဲ့တမိုင်းရဲ့စာမျက်နှာတွေမှာထင်ကျန်ရစ်စေခြင်းလိုပဲဖြစ်ပါတယ်ဖိနိဆန်ပြည်သူနဲ့တူတရားတဲ့ဘက်ကနေလက်နက်ကိုင်းတော်လန်ရင်းမြင့်မြတ်စွာအသက်ပေးလူကြဆုံးသွားခဲ့ရတဲ့ရန်သာဘုံတော်လန်ရင်းတပ်ဖွဲ့မှဗဟုကောမဒီဝင်ရဲဘော်ခွန်ဆိုင်ခေါ်ဘိုးတောင်အား ကျွန်တော်တို့ support ပြီးတဲ့မြန်မာမှာလည်းအလေးအနီးပြုမှတ်တမ်းတင်လိုက်ရပါတယ်။ရဲဘော်ရဲ့ solo အနေနဲ့ခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီຫນွေဦးတော်နိုင်သမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါ။ကြာဆုံးခဲ့ရတဲ့ရဲဘော်ကောင်းရာသူကလေးလာပါစေ။ဒါစီအကြမ်းဖက်ဆရာနာရှင်တွေကိုအမြင့်ဖြတ်ချိန်မုံရင်ຫນွေဦးတော်နိုင်ရေးမှာကြာဆုံးသွားခဲ့ရတဲ့သူရဲ့ကောင်းအာဇာနည်တွေရဲ့အကြောင်းကို အလေးအနီးပြုမှတ်တမ်းတင်နေတဲ့

မြမတွင်ဦးတော်လန်ကြီးမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြအောင်တမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလို့ပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရဲမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက်အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်တွေပဲဖြစ်စီ လက်နဲ့မကင်ရွယ်ဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတွင်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PDF ရဲ့နေမှာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်